နော်တိခါရမယ်ဘာဖြစ်ဖြစ်ခေါင်းငုံပြီးတော့ခံရမယ်ဆိုတာဒါကြီးကသဘာဝမကျဘူးလို့ပဲထင်ကြတာပဲများတယ်ဒီတိခါခြင်းတရားဟာလိုအပ်တဲ့လုပ်ကိုလုပ်ရမယ်ဆိုတဲ့အမြင်မျိုးဒီလိုရှိဖို့ဆိုတာကဒီခန္တီရဲ့သဘောသဘာဝကိုကောင်းကောင်းနားလည်မှဖြစ်တာလက်ထိုက်တော့လည်းတချို့လည်းတိခါနိုင်ကြတာတော့ရှိတယ်ဒါပေမဲ့ခန္တီရဲ့သဘာဝကိုပြီးပြီးဝဝနားလည်ဖို့ဆိုတာမလွယ်ဘူးလို့ဥစဉ်ကတော့အဲ့လိုထင်တယ်ဟုတ်လားအခုပြောပြီနော်ကြာမင်းပြောနေတာဟုတ်လား ဒေါသဖြစ်လာတယ်ဒေါသဖြစ်เสียကြုံလာတယ်ဒေါသမဖြစ်ဖဲနဲ့တတိကလေးနဲ့ကိုယ့်ကိုငြင်းအေးအောင်နေလိုက်မယ်ဆိုရင်အဲ့ဒီငြင်းအေးအောင်နေလိုက်တဲ့နေခြင်းကိုကတစ်ဖက်လူကိုတားမြစ်ပြီးသားဖြစ်တယ်တဲ့အဲ့ဒီလိုသူမြင်နေတဲ့အဲ့လိုပြောတဲ့အခါကျတော့မာတတိကနားမလဲလို့လားဘလို့အကြောင်းကြောင့်ပဲတော့မသိဘူးသူဘာပြန်ပြောတော့သူပြောတာနည်းနည်းတော့လွန်တယ်လို့ဆိုရမယ်တခြားမင်းတဲ့သင်ပါပဲပြောပြော ကျုပ်ကတော့တိခဏ်ချင်းတရားမှာအပြစ်ပဲမြင်နေတဲ့။နော်ဆိုလိုတာကတိခဏ်ဟာကောင်းကိုမကောင်းမှုလို့ကိုသူမြင်နေတဲ့ကဲ။နော်တိခဏ်ချင်းဟာကောင်းကိုမကောင်းမှုလို့မြင်နေတဲ့။နော်တိခဏ်ချင်းမှာအပြစ်ပဲမြင်နေတဲ့။မပြုတ်လို့လဲဆိုတော့တဲ့။လောကကြီးမှာလူတွေကတိခဏ်မှန်တိလို့ရှင်ပို့ပြီးတော့အနိုင်ယူခြင်းညားတယ်တဲ့။ဥပမာရှုံးတဲ့နွားကိုနိုင်တဲ့နွားတွေကလိုက်ပြီးတော့တခါတည်းခွေကြတယ်လို့မျိုးပေါ့။ဟုတ်လား။ဒါကြောင့်တိခဏ်ရတာကောင်းကိုမကောင်းတဲ့။ဒါသူ့ရဲ့အမြင်ပဲ။ ောက်သီခံမှန်တိလို့ရှိရင်နိုင်တယ်ဆိုပြီးတော့မလုပ်ကြတော့နောက်ရှုံးတဲ့နွားရဲ့နောက်ကိုနိုင်တဲ့နွားတွေကဝိုင်းပြီးတော့လိုက်ကြတယ်လို့မျိုးလို့သူကဥမာနဲ့ပြောတာအဲ့လိုပြောတဲ့အခါကျတော့ဘုရားလောင်းကအဲတရားမင်းကမာတလိကိုဘာပြောတော့ဆိုတော့အေးတဲ့မင်းငါ့ကိုကြောက်လို့သီခံတယ်လို့ပဲထင်ထင်နောက်မကြောက်လို့သီခံတယ်လို့ပဲထင်ထင်ဘာကြောင့်မဲထင်တဲ့ဟောဒီလောကကြီးမှာအကျိုးစီးပွားတွေထဲမှာကိုယ့်ရဲ့အကျိုးစီးပွားရရှိဖို့တာလင်ပြာဏကြရတဲ့နော်တရထံပရမအတ္တ အကျိုးရှိတယ်ဆိုတဲ့နေရာမှာကိုယ့်အတွက်အကျိုးရှိဖို့ရာသည်ပရဏကြရတဲ့အကျိုးရှိဘွားတကအကျိုးရှိဘွားထဲမှာကိုယ့်အကျိုးရှိဘွားဟာအမွတ်မြတ်ဆုံးမဲတဲ့ဒါရောလက်ခံရလားစဉ်းစားကြည့်စဉ်းစားကြည့်နော်တေချာစဉ်းစားကြည့်နော်အကျိုးရှိဘွားတွေထဲမှာကိုယ့်အတွက်အကျိုးရှိဘွားရှိဖို့ကအရေးကြီးဆုံးပဲ။